ီကနေ့မှာတော့ online ပေါ်ကချင်းတွေ့ရှင်ရအမောင်ဖက်ချမ်းကိုဖော်ပြခဲ့တဲ့ကြေကွဲစရာ အမှုတစ်ခုအကြောင်းကို တင်ဆက်ပေးသွားလိုပါ ರಿ ။ဒါက Washington ပြည်နယ်ကစေတနာထားပြီး professional တူနာပြုတယောက်ဖြစ်တဲ့ Ingrid Line ရဲ့အဖြစ်အပျက်တစ်ခုပါ။1985ခုနှစ်မှာမွေးဖွားခဲ့တဲ့ Ingrid ဟာသူ့ရဲ့ဘဝကိုတမီလေး၃ယောက်ဖြစ်တဲ့ Ree, Brood နဲ့ Nora တို့အတွက်မြုံနှံထားခဲ့ပါ ರಿ ။သူ့ရဲ့မိခင်ဖြစ်သူ Georgia ကလည်း Ingrid အတွက်အားကိုးရပါ။ ီလိုနဲ့2014ခုနှစ်မှာခင်မွန်ဖြစ်သူဖိလစ်လိုက်နဲ့သဘောထားမတိုက်ဆိုင်တဲ့အတွက်နေရောက်သားကွာရှင်ခဲ့ပေမဲ့တမီလေးဝေအတွက်တော့အတူတကွပူပေါင်းဆောင်လျှောက်ခဲ့ကြပါရင်တူနာပြုအဖြစ်အလုပ်လုပ်တဲ့အင်ဂရစ်ဟာအလုပ်ကိုဒုတိယဘဝလိုမျိုးသဘောထားပြီးတော့တမီလေးဝေနဲ့အတူဝါရှင်တန်ရီတွန်မြို့မှာတာယာတဲ့ဘဝလေးကိုတည်ဆောက်နေခဲ့ပါရင်သူမကပျော်ရွှင်နေခဲ့ပေမဲ့အသက်40အရွယ်မှာတော့အခြေအေးကိုပြန်လည်စတင်ရှင်တဲ့စန္ဒတစ်ခုပေါ်လာခဲ့ပါရင်ဒါကြောင့်သူမဟာအွန်လိုင်းချင်းတွေ့ရှင်ကိုစတင်စူးစမ်းခဲ့ပါရင်ဒီဆုံ င်းဖြက်ချက်ကသူ့ရဲ့ဘဝကိုအဆုံးသတ်စေလိမ့်မယ်လို့တော့ဘယ်တော့မှမထင်တာခဲ့ပါဘူးဒီလိုနဲ့ online ပေါ်ကနေ ingrid တယောက်တွေးဆောင်ခဲ့တဲ့လူကတော့ကျွန်ရှာတန်လို့ခေါ်ပါရင်းရုပ်ရည်ချောမော်ပြီးဆွဲဆောင်မှုရှိတဲ့ကျွန်ဟာ သူ့ရဲ့အမောင်ဖက်ချန်းကိုဖုံးကွယ်ထားတဲ့လူတယောက်ပါ။ကျွန်ရဲ့ဘဝမှာဆိုရင်ငယ်စဉ်ကတည်းကဒေါရနဲ့မကြင်နှက်မှုရှိနေခဲ့ပါရင်သူ့ရဲ့ဇေဘဆိုင်ရာမိဘဝေကတတ်မှတ်ထားတဲ့မျောမှန်းချက်တွေနဲ့မကန့်ရင်တဲ့အခါမှာသူ့ရဲ့စိတ်ပြအားငယ်မှုတွေကအရက်နဲ့မူရစေဝါတုံးဆဲတဲ့အခါတိုင်းထွက်ပေါ်လာတတ်ပါရင်ကျွန်ရဲ့ရာဇဝမှုမှန်တမ်းကတော့1990ခုနှစ်မှာစတင်ခဲ့တာပါ။တိုက်ခိုက်မှုတွေမစင်မရှင်မောင်းနေမှုတွေပြင်းထန်တဲ့ဓားများတိုက်မှုတွေကြောင့် ထောင်နဲ့နှစ်ကြိမ်လောက်သူကြာခံခဲ့ပါရင်2006ခုနှစ်မှာယူတာပြည်နယ်အော့ကဒန်မှာကလေးနယ်အမျိုးသမီးတယောက်စောင့်နေတဲ့ဗန်ကားကိုပါတမားတိုက်ခဲ့ပြီးတော့ထောင်နဲ့15နှစ်ချမှတ်ခံခဲ့ရပေမဲ့20တလအကြာမှာပဲပြန်ပြီးလွတ်လာခဲ့ပါရင်အဲ့ဒီနောက်ပိုင်းမွန်တနာနဲ့အိုင်ဒါဟိုမှာပါရာဇဝမှုတွေထပ်မံကျူးလွန်ခဲ့ပါရင်2012ခုနှစ်ထောင်ကနေထွက်လာပြီးအောင်သူရဘဝကပို့ပို့ပြီးတော့မတိမငင်ဖြစ်လာခဲ့ပါပြီအခြေခံအဖြစ်အိမ်ချေမဲ့ဖြစ်ပြီးတခါတလေချစ်သူဟောင်းတွေရဲ့အိမ်မှာခိုကပ်နေထိုင်ခဲ့ပါရင် သူ့ရဲ့ချစ်သူဟောင်းတွေကဂျွန်ကိုရန်လိုပြီးတော့အန်ဒီရဲ့ရှိတဲ့လူလို့ဖော်ပြခဲ့ကြပါရင်းဒီလိုမျိုးအန်ဒီရဲ့ရှိတဲ့နောက်ကြောင်းကိုမသိခဲ့တဲ့အင်ဂရစ်ကဂျွန်ရဲ့ရုပ်ရည်နဲ့ဇွဲဆောင်မှုရှိတဲ့ပုံစံကြောင့်ဧပြီလ10ရက်နေ့2016ခုနှစ်ဆီယတ်တယ်မယ်ရီနာပွဲကိုအတူတူတွားဖို့အတွက်သဘောတူခဲ့ကြပါရင်းအဲ့ဒီညကချင်းသွေးမှုဟာ ကောင်းမွန်ခဲ့ပါရင်ည10နိုင်ခွဲမှာအင်္ဂရိကတငယ်ရှင်ကိုအဆင်ပြေတဲ့အကြောင်းစာပို့ခဲ့သေးတာမှာဒါပေမဲ့ပွဲပြည့်နောက်ဂျုံကိုသူမရဲ့ရီတိုမျိုးကအင်စီခေါ်လာဖို့အတွက်ဆုံးဖြတ်လိုက်ခြင်းကသူမအတွက်မဟာအမားဖြစ်ခဲ့ရပါရင်နောက်တနေ့စနေနေ့မနေ့မှာဆိုတော့ဖီလစ်လိုက်ဟာတမီလေးဝေကိုအိမ်ပြန်ပို့ဖို့အတွက်ရောက်လာခဲ့ပေမဲ့အိမ်တကားကိုပဲဒူးကမှဖွင့်မပေးခဲ့ပါဘူး အင်ဂရီယာကားကလည်းပျောက်နေခဲ့ပါပြီ။ဇွင်လာခဲ့တဲ့ဖီလစ်ဟာမိခင်ဂျော်ဂျီယာကိုခေါ်လိုက်ပြီးတော့အရေးပေါ်တော့တဲ့အိမ်အထဲကိုဝင်ရောက်ခဲ့ပါပြီ။အထဲမှာဆိုရင်အင်ဂရီယာပိုက်ဆံအိတ်ဖုန်းနဲ့ပစ္စည်းအလုံးရှိနေခဲ့ပေမဲ့သူမကတော့ပျောက်နေခဲ့ပါပြီ။ဂျော်ဂျီယာကအင်ဂရီယာဖုန်းထဲကဂျွန်ရှားတန်စီကစာဝေးကိုတွေ့ရှိခဲ့ပြီးတော့ချက်ချင်းပဲမက်ဆေ့ပို့ခဲ့ပါပြီ။ဂျွန်ကသူတို့လမ်းခွဲခဲ့တဲ့အကြောင်းပြန်ပြောခဲ့ပေမဲ့ရဲဝင်နဲ့စကားပြောရမယ်လို့ပြောလိုက်တဲ့အခါမှာဆက်သွယ်မှုအလုံးကလည်းဖြတ်တောက်သွားခဲ့ပါပြီ။အဲ့ဒီနောက်ရဲဝင်ကိုဆက်သွယ်ခဲ့ကြပါပြီ။ဒီလိုနဲ့ပဲရဲဝ ွေကစုံစမ်းစစ်ဆေးမှုစတင်လိုက်တဲ့အချိန်မှာတော့ CIA မှာကြောက်ဖို့ကောင်းတဲ့တွေ့ရှိမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါရင်းမြို့လယ်ကအမိုက်ပြန်လဲအသုံးပြုတဲ့ပုံတစ်ခုအထဲမှာနေထိုင်သူတယောက်ကနေရာမတူညီတဲ့အဖြူရောင်မီးဖို့ချောင်းအိတ်သုံးလုံးကိုတတိထားမိသွားခဲ့တာပါအဲ့ဒီကိုဖွင့်လိုက်တဲ့အခါမှာတော့လူခဏကိုအစိတ်အပိုင်းတွေခြေတော့လက်မောင်းနဲ့ဥခေါင်းခွန်တွေကိုတွေ့လျရပါရင်းလူမှုမီဒီယာကနေပြန့်နှံ့တဲ့အင်ဂရစ်ပျောက်ဆုံးတဲ့တည်င်းနေနဲ့စစ်စစ်တွေ့ရှိရတဲ့အလောင်းတွေကိုတိုက်ဆိုင်စစ်စစ်ကြည့်လိုက်တဲ့အခါမှာတော့ဒီအလောင်းက Ingrid line ဖြစ်တဲ့အကြောင်းအတိပြုသွားနိုင်ခဲ့ပါရင်းဒီလိုနဲ့ရဲဝေက ကလည်းအင်ဂရိယအင်ကိုဝင်ရောက်ရှာဖွေခဲ့ကြပါရင်အိမ်ထဲမှာဆိုရင်အမိုက်ပုံးအထက်ကအိတ်ဝင်နဲ့ဆင်းသူနဲ့အမိုက်အိတ်ဗလာဘူးတပူးကိုတွေ့ရှိလိုက်ရပြီးဒါအပြင်ရေရှိုးကန်ရဲ့မြောင်းထဲမှာသွေးချေရဝင်နဲ့ရေရှိုးခန်းနေရာမှာသွေးတစ်ရှုနဲ့အယိုးဝေစွန်းထင်နေခဲ့တဲ့တစ်ကိုင်းဖြတ်တဲ့လွတ်တချောင်းကိုလည်းတွေ့ခဲ့ပြီးတော့ဒါကအသက်တည်တစ်ခုဖြစ်ခဲ့ပါရင်ဧပြီလ17ရက်နေ့မှာဆိုတော့အင်ဂရိယကားကိုစီရတဲ့မြို့လယ်မှာပြန်တွေ့ခဲ့ပြီးရင်မောင်းတခါလက်ကန်အောက်ကလက်ပွေဝီဟာကျုံရှားတံမြက်လက်ပွေနဲ့ကန့်ရင်နေခဲ့ပါရင်ဒီလိုနဲ့ကျုံကိုစစ်စစ်မေးမြန်းလိုက်တဲ့အခါမှာတော့ ူကအင်္ဂရိနဲ့အတူရှိခဲ့တဲ့အကြောင်းဒါပေမဲ့မူရနေခဲ့တဲ့အတွက်ဘာဝင်ဖြစ်ခဲ့တာလဲဆိုတာကိုမမတ်မိတဲ့အကြောင်းပြန်လည်ပြောပြပါရီးသူကရုပ်တရက်ရှေ့နေတောင်းပြီးတော့ရဲစခန်းမှာကျမ်းပြင်ပေါ်ခေါင်းအုပ်နဲ့အိပ်ပျော်နေတဲ့ပုံကိုဗီဒီယိုရိုက်ကူမှတ်တမ်းတင်ခဲ့ပါရီးသူရဲ့ဇယိုက်ဟာတာမန်မဟုတ်တဲ့အကြောင်းအတိပြုလိုက်တယ်လို့ပါ ဒီလိုနဲ့တက်တဲ့အထောက်အထားဝင်ခိုင်မာလာတဲ့အခါမှာတော့2019ခုနှစ်အောက်တိုဘာလရက်နေ့မှာကျွန်ရှားတန်ကပထမအဆင့်ကြိုတင်ကြံစီလူတက်မှုနဲ့အပြစ်ရှိတဲ့အကြောင်းဝန်ခံခဲ့ပါရင်ဒီလိုမျိုးဝန်ခံခဲ့တာကစစ်ဆေးမှုကြာမြင့်ရှင်ကနေအင်ဂရိယာမိသားစုကိုတက်တာစီရှင်လို့ဒစိတ်တစ်ပိုင်းပါဝင်ခဲ့ပြီးမဲ့သူကိုရိုင်းကလည်းလှုပ်ထုံလှုပ်နှီးဆရာအားသာချက်တွေရရှိခဲ့ပါရင်2018ဇန်နဝါရီလ9ရက်နေ့မှာတော့ပြည်တန်ချမှတ်ပါရင်အင်ဂရိယာမိသားစုနေကတရားရုံးမှာစိတ်လှုပ်ရှားဖွယ်ရာထွက်ဆိုချက်တွေပြီးခဲ့ပါရင်ဖီလစ်ကဂျွန်ကိုကလေးဝေရမိခင်ကိုခေါ် ဆောင်သွားခဲ့တဲ့အတွက်ပြင်းထန်စွာနဲ့ချုပ်ရှာခဲ့ပါရင်တရားသူကြီးကကျုံကိုတသက်တကျုံချမှတ်ရှင်ခဲ့ပေမဲ့ဥပဒေအရမဖြစ်နိုင်တဲ့အတွက်ထောင်ဒဏ်28နှစ်နဲ့6လချမှတ်ခဲ့ပါရင်ဒီပြစ်ဒဏ်ကပြည်နယ်ရဲ့ပြစ်ဒဏ်ချမှတ်ရှင်ဆိုင်ရာလမ်းညွန်ချက်တွေအရအပြင်းထန်ဆုံးပြစ်ဒဏ်ပါဒါပေမဲ့ကျုံဟာအသက်60လောက်မှပြန်ပြီးလွတ်လာနိုင်တယ်ဆိုတဲ့အပေါ်လူထုကတော့ဒေါရဝေထွက်ကြပါရင်ကျုံဟာသူ့ရဲ့လုံရအတွက်ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကတော့ပြီးခင်ရှင်မရှိပါဘူးအင်္ဂရိရဲ့ကြည်ကွဲဖွေရာတည်ဆုံးမှုက online ချင်းတွေ့ရှင်ရဲ့အန်ဒီယေကိုမိမောင်းထ ဖုံးပြနေပါရင်ဖီလစ်ဟာသူ့တမီးလေးတွေရဲ့ကောင်းကျိုးအတွက်သူ့ကိုယ်သူမြုံနံထားပြီးတော့တမီး၃ယောက်အတွက်ရန်ပုံငွေရှာဖွေတဲ့နေရာမှာလဲဒေါ်လာ3,000ကျောင်းကိုအောင်မြင်စွာရရှိခဲ့ပါရင်ဒီဖြစ်ရမှန်မူခင်ကနေသင်ငန်းစာယူဆရာရှိတာကတော့အွန်လိုင်းမှာတွေ့ရတဲ့ပုံမှန်တက်တန်တွေရဲ့နောက်ကွယ်မှာဆိုရင်ဘယ်လိုမျိုးအန်ဒီယဲဝေရှိနိုင်တယ်လဲဆိုတာကိုပါချိန်တွေ့တဲ့အခါတိုင်းသတိထားဖို့လိုပါရင်ဒီကနေ့မူကဒီလောက်ပဲဖြစ်ပါရင်ကြည့်ရှုပြပရိသတ်များအလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ